င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ဥမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါတရုတ်နိုင်ငံကိုစစ်ကောင်းဆောင်ကကျေးဇူးရှင်လို့မြင်နေပေမဲ့ပြည်တွင်းကိုရောက်လာတဲ့တရုတ်လူမျိုးတွေကမြမမျိုးသမီးတွေကိုဇနီးသားမယားအဖြစ်စီယုံခေါ်ဆောင်ပြီးရောင်းစားနေတာကြောင့်ဒါရီကိုတရိထားဖို့စစ်ကောင်စီရဲ့ပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကပြောပါတယ် ။နေပြည်တော်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အရိန်မာခမ်းမောင်မောင်ဇွန်လ24ရက်နေ့ကပြုလုပ်တဲ့လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ပတ်သက်တဲ့ကော်မတီအစည်းအဝေးမှာအခုလိုပြောလိုက်တာဖြစ်ပါတယ်။2024နဲ့2025ခုနှစ်ထဲမှာလူကုန်ကူးမှု68မှုရှိခဲ့ပြီးအများစုဖြစ်တဲ့48မှုကတရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရတဲ့အမှုတွေဖြစ်တယ်လို့ဆိုပါရယ်။အဲဒီတရုတ်လူမျိုးနဲ့ပတ်သက်တဲ့အမှုတချို့ကစစ်တပ်နဲ့ပတ်သက်နေတဲ့အတွက်အေးအေးယူဖို့ခက်နေတယ်လို့ရဲအရာရှိတယောက်က TV ကိုပြောပြပါရယ်။ ရဲတပ်ဖွဲ့အနေနဲ့တရုတ်နိုင်ငံသားကိုဖမ်းမယ်ဆိုရင်စစ်တပ်ကိုအရင်အသိပေးဖို့လိုပြီးအဲ့ဒီလိုကြိုပြီးအသိမပေးဘဲဖမ်းရင်ထုချေလွှာတင်ရတယ်လို့လည်းပြောပြပါဗျ။ဒါပေမဲ့ဖမ်းဆီးဖို့စစ်တပ်ကိုကြိုပြီးအကြောင်းကြားရင်လည်းကျူးလွန်တဲ့တရုတ်နိုင်ငံသားတွေကိုပြန်လွှတ်ပေးရတာများတယ်လို့ဆိုပါဗျ။စစ်ကောင်စီပြည်ထောင်ဝန်ကြီးဌာနကစီးရင်စီးရတွေအရ2024ခုနှစ်ကနေ2025ဂျွန်လအထိလူကုန်ကူးမှု68မှုကိုအရေးယူနိုင်ခဲ့ပြီးအဲ့ဒီထဲမှာတရုတ်နိုင်ငံရဲ့48မှုလာအိုနိုင်ငံကတမှု ုကမ္ဘောဒီးယားကတမှုနဲ့ပြည်တွင်း18မှုလို့ပါဝင်ပါတယ်အမှုအမျိုးသားအနေနဲ့လည်းအာတမလက်ထက်စေမှုပြည်တစားအဖြစ်အာတမခိုင်းစေမှု အငှားကိုဝင်ဆောင်ခိုင်းမှုတွေပါဝင်တယ်လို့ဒူးဝင်ကြီးကပြောခဲ့ပါတယ်ရှင်။မန္တလေးတိုင်းမိုးကုံမြို့အရှိပိုင်းအုံခိုင်းရက်ွက်ကိုစစ်ကောင်စီတပ်ကဂျွန်လ25ရက်နေ့ည7:00နာရီဝန်းကျင်မှာလေကြောင်းကနေဖုံးကျဲခဲ့တဲ့အတွက်ကလေးအပါအဝင်ပြည်သူ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ ုံကျဲတဲ့တံကြောင့်အမျိုးသား၂ယောက်နဲ့ကလေးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံမှာစေကူတော်မှုခံယူနေရတယ်လို့သိရပါဗျ။အုံခိုင်းရက်ကွက်ဖုန်ကြီးကျောင်းနာကအိမ်ပေါ်ကိုတတဲကြတဲ့အတွက်တအိမ်လုံးပြိုသွားပြီးဘေးအိမ်တွေမှာအိတ်နေတဲ့သူတွေကိုလည်းထိခိုက်ခဲ့တာလို့အုံခိုင်းရက်ကွက်မှနေထိုင်သူကပြောပြပါဗျ။ ဘုံကျဲခံလို့အုံခိုင်းရက်ွက်ဖုန်ကြီးကြောင့်ဆုံးစားဆောင်ပျက်စီးသွားပြီးအနာကနေငါးလုံးထက်မနည်းလေထိခိုက်ပျက်စီးသွားခဲ့ပါတယ်။မိုးကုန်းမြို့ကို2024ခုနှစ်ဇူလိုင်လ24ရက်နေ့ကစပြီးတောင်းတက် TNL နဲ့ဘူပေါင်းတက်တွေကတင်ပိုက်ထားတာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းကဲဘလူမျိုးနယ်ကကြေးရွာတွေကိုစစ်ကောင်စီတပ်စစ်ကြောင်းကဂျော်လာ23ရက်နေ့နဲ့24ရက်နေ့တွေမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီးလူနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ်စစ်ကောင်စီစစ်တောင်းကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်အသက်၄၀အရွယ်ရှိတဲ့တပြေသာရွာသားဦးမောင်ဆန်းသေဆုံးခဲ့တယ်လို့ကျောလှကမ်းဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်းဘလူခရိုင်တာဝန်ရှိသူကပြောပြပါဗျာ ကမ်းဘလူမျိုး6006အမြောက်တရင်ကစစ်သားတွေနဲ့ပြူစောတီအင်အားတရာကျော်ပါတဲ့စစ်ကြောင်းဟာကမ်းဘလူမျိုးနဲ့ဇီးကုံတိုက်နယ်ကတပိတာရွာနဲ့ចောင်းကုန်းရွာတွေကိုနှစ်ရက်ဆက်တိုက်ဝင်ရောက်မိရှုဖျက်ဆီးခဲ့တဲ့အတွက်နှစ်ရွာပေါင်းအင်ချေ30ဝန်းကျင်လောက်ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီစစ်ကောင်စီတပ်တွေဟာကြေးရွာတွေကပြည်သူပိုင်အဖို့တန်ပစ္စည်းတွေကိုခိုးယူတဲဆောင်သွားကြသလိုတပိတာကြေးရွာကအမျိုးသား၃ယောက်နဲ့ဖိုးကုန်းရွာကအမျိုးသမီး၂ယောက်ကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးသွားတယ်လို့သိရပါပါတယ်ရှင်။ postmodern စာပေလောကမှာထင်ရှားကျော်ကြားခဲ့တဲ့စာရေးဆရာငိမ့်အင်းအင်ရဲ့ဇာပနအခမ်းအနားကိုဇော်လ25ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့ရေဝေးတုတ်တံမှာကျင်းပခဲ့ပါတယ်။ဟန်နသတင်းပေးပို့ထားပါတယ်ရှင်။ postmodern မြန်မာစာပေလောကမှာထင်ရှားခဲ့တဲ့စာရေးဆရာတရဖူမဂ္ဂဇင်းအကြည့်သာချုပ်တူဖြစ်သူဆရာငိမ့်အင်းအင်ရဲ့ဇာပနအခမ်းအနားကိုဇော်လ25ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်ရေဝေးတုတ်တံခမ်းမဆောင်အစ်တမှာကျင်းပခဲ့ပါတယ်။ ဆရာငင်းအီးရဲ့နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်သူကဗျာဆရာတစ္ဆာနီကတော့စာပေလောကအတွက်ရောနိုင်ငံအတွက်ရောအများကြီးလုံနိုင်သေးတဲ့လူတယောက်ကွယ်လွန်သွားတဲ့အတွက်အချူးနှမျောတတဖြစ်ပြီးဝန်내ကြီးကွဲမိတယ်လို့ပြောပါတယ်။ကိုကြီးအင်းကတော့ကျွန်တော်တို့အဲ့ထက်မှတော့သူအမှတ်ရတဲ့မှာတော့ရေးတတ်ပါတယ်။သူကရေးဖို့ရေးပဲအနေနဲ့ခင်တာမဟုတ်ဘူး။တူကြီးလိုညီကိုလိုခင်ကြတာပေါ့စောစောအောင်လို့တာမင်းဝင်လို့ကိုငိမ့်လို့ပါလို့ဆိုတော့အခုသူစုံသွားတဲ့တွေ့လူတို့လူကောင်းတယောက်လုံမဲ့ဆိုအများကြီး စာပြီးလောကအတွက်ကိုနိုင်ငံအတွက်လှုပ်ရှားတယ်အများကြီးလှုပ်တိုင်သေးတယ်လူတယောက်ကိုယ်လွန်သွားတဲ့အတွက်အထူးနှမျိုးတတပြီးတော့ဝန်ထဲချိတ်ခွင့်မိပါတယ်ဆရာငင်းရဲ့နောက်ဆုံးခရီးမှာစာပြီးပကြီးနုပညာရှင်တွေအပြင်နေပယ်အတီးတီးမှရောက်ရှိနေကြတဲ့ဗမာပြည်ကွန်မြူနတီပါတီအဖွဲ့ဝင်ဟောင်းတွေနဲ့အတူအချင်းအထူးဒေတာကတာဝန်ရှိသူတွေလည်းလာရောက်ပူဆောင်ခဲ့ကြပါတယ်ဆရာငင်းကတူဖြစ်ချင်တာတွေလှုပ်ချင်တာတွေကိုလှုပ်တွားနိုင်ခဲ့တယ်လို့ကပြားဆရာမမအီကမချက်ပြပါတယ်ကို ဘယ်ဘယ်လောကအသီးသီးမှာ မခွဲမခွာနေခဲ့ကြတာပေါ့နော်အဲ့တော့သူ့ကိုကိုကျင်နှက်ထားသူဖြစ်ချင်တာတွေသူလှုပ်ချင်တာတွေလှုပ်တော့နိုင်တယ်ပေါ့အဲ့ဒါပါပဲနော်သူ့မိသားစုကလည်းသူ့ကိုပံ့ပိုးနိုင်တယ်ပံ့ပိုးမနိုင်ရင်လည်းအားလုံးတာဝန်ကျေပါသူလည်းတာဝန်ကျေတယ်သူ့မိသားစုလည်းတာဝန်ကျေတယ်နော်1990ဝန်းကျင်ကထုတ်ပေးခဲ့တဲ့ Telephone Magazine ထုတ်ဝေသူ Editor ထုတ်လည်းဖြစ်သူအသက်69နှစ်အရွယ် Postmodern ဆိုင်ရေးဆရာငိမ့်အင်းအင်ခဦးတတော်ဦးဟောင်း ဇွန်လ23ရက်နေ့မွန်တဲ7နာရီခန့်ကရန်ကုန်မြို့ပင်လုံစည်းရုံမှာကင်ဆာယောဂါနဲ့ကိုလွန်ကြွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းလီဖျန်းတဲ့အတွက်စည်းရုံတက်စစ်ဆေးကုသချိန်မှာကင်ဆာယောဂါဝေဒနာကိုစတင်ခံစားနေရပြီးကိုတရှိခဲ့ပြီးနောက်ကင်ဆာကုထုံးတွေကိုခံယူနေရင်းကိုလွန်ကြွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဆီယန်ငင်းအင်းအင်းဟာ1986မိုင်းရာပြည်အရေးရောပုံလှူရှားမှုမှာပါဝင်ခဲ့သူဖြစ်တယ်လို့ဗမာပြည်ကွန်မြူနတီပါတီဝင်ဟောင်းတူဖြစ်ပြီးနိုင်ငံရေးအကြံတာဟောင်းတူလည်းဖြစ်ပါတယ်။ဆီယန်ငင်းအင်းအင်းမကွယ်လွန်မြေရှိရဲ့အလို့ကသူ့ကိုတီးခဲတဲ့မတရားအကြောင်းတွေကိုရည်သားပေးဖို့တောင်းဆိုခဲ့ပြီးအဒီစာစုရင်းနဲ့သူကွယ်လွန်သွားပြီးတဲ့နောက်သူကွယ်လွန်သွားပြီးတဲ့နောက်လူမှုကွန်ရက်ကတဆင်ဝန်ထမ်းအကြောင်းအမတရားစာသားတွေကိုဆီယန်ငင်းအင်းရဲ့နောက်ဆုံးခင်းမှာစာအုပ်ရင်းနှီးဖြန့်ဝေခဲ့ပါတယ်။အဒီစာအုပ်မှာ သူ့ရဲ့အထုပ်ပတိအကျဉ်းကိုချက်တင်ရေးသားခဲ့ပြီးအဲ့ဒီအထုပ်ပတိအကျဉ်းဖော်ပြမှုကအခုနောက်ပိုင်းကွယ်လွန်ခဲ့တဲ့ထင်ရှားသူတွေချမ်းမှာပထမဦးဆုံးထက်သွင်းရိုင်းနှိပ်ဖော်ပြခဲ့တဲ့မတန်းတစ်ခုဖြစ်ပါတယ်ကျွန်မဟန္နာပါ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျွန်မတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်